ားလုံးပဲမင်္ဂလာပါ။2024ခုနှစ်ဒီဇင်ဘာ18ရက်နေ့ကရုရှားနိုင်ငံမော်စကိုမြို့ရဲ့ရှေးတောင်ပိုင်းဝီယဇန်စကီလမ်းမကြီးဘေးတိုက်ခန်းတစ်ခုကနေလူနေရထွက်လာချိန်မှာပဲအနီးနားမှာရပ်ထားတဲ့စကူတာကပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီပေါက်ကွဲမှုကြောင့်ထွက်လာတဲ့လူနေရဟာလွင်ဆင်သွားပြီးနေရာမှာနေပွဲချင်းပြီးတည်ဆုံသွားကြတာပါ။ပေါက်ကွဲမှုကြောင့်တည်ဆုံသူ2ယောက်ဟာယူကရိန်းရှေ့တန်းစစ်မြေပြင်ကနေယူကရိန်းစစ်သား4000ကျော်ကိုနောက်တန်းယူကရိန်းစစ်စေရုံတွေစီအရောက်ပို့ပေးခဲ့တဲ့ရုရှားတို့ရဲ့ဇီဝနဲ့ဓာတ်လမ်းနဲ့ဆိုင်ရာအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးအီကော်ကီရီလော့နဲ့သူ့ရဲ့လက်ထောက်ဖြစ်ပါတယ်။ယူကရိန်းတို့ကတော့ဒီတပ်ဖြတ်မှုကိုသူတို့နဲ့မပတ်သက်ကြောင်းညှင်းဆိုပါတယ်။ယူကရိန်းတို့မဟုတ်ဘူးဆိုရင်မိတ်ဆွေတို့အနေနဲ့ဒါဟာဘုသူ့လက်ချက်လို့ထင်ပါတယ်လေ။ဒီပေရီကိုနောက်မှအထောက်ထားနဲ့ပြန်လည်ဖော်ထုတ်ကြည့်ကြရအောင်ပါ။ပြည်ကြတာတစ်ခုကတော့ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့ SBU ဟာရုရှားတို့ရဲ့ယူကရိန်းကျူးကျော်စစ်မှာအဓိကတာဝန်ရှိသူတွေနဲ့စစ်ရာဇဝတ်ကျူးလွန်တယ်လို့ယူကရိန်းတို့ဘက်ကစွဲချက်တင်ထားတဲ့ရုရှားဗိုလ်ချုပ်တွေကိုရုရှားနိုင်ငံရဲ့အထီး ။တရဲစရဲနဲ့လိုက်လံလှုပ်ကြံတက်ဖြတ်ဓာရီဟာ2024နဲ့2025မှာခက်ဆိတ်ဆိတ်တွေ့လာနေရပါတယ်။ကမ္ဘာမှာနာမည်ကျော်ထောက်လိုင်းအေဂျင်စီကြီးတွေဖြစ်တဲ့အမေရိကန်တို့ရဲ့ CIA ၊ဗြိတိန်တို့ရဲ့ MI5 ၊ ISTI တို့ရဲ့ MOSAD ၊ရုရှားတို့ရဲ့ FSB တို့ဟာတစ်ကမ္ဘာလုံးကစန့်ကျင်ဘက်ရန်သူတွေနဲ့ပြိုင်ဘက်တွေဖိမ့်ဖိမ့်တုံအောင်ကြောက်ရောက်လောက်တဲ့အထိစွန့်ရည်ဒူးတွေရှိကြပါတယ်။ထိုအဖွဲ့ကြီးတွေနီးတူယူကရိန်းထောက်လိုင်းအထူးတပ်ဖွဲ့ SBU ဟာလည်းရုရှားဗိုလ်ချုပ်တွေပူတင်ရဲ့အနီးကပ်အကြံပေးတွေ ရုရှားအစိုးရရာရှိကြီးတွေစိုးထိတ်ကြောက်ရွံ့လာရတဲ့အထိအစွမ်းထက်လာနေတဲ့ထောက်လောင်းရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။ရုရှားနိုင်ငံအတွင်းမှာလှုပ်ရှားနေတဲ့ SBU အေဂျင့်တွေဟာဌာနချုပ်ကညွှန်ကြားလာတဲ့ operation တွေကိုတစ်ကမ္ဘာလုံးကအံ့ဩမှင်သက်ရလောက်အောင်လုပ်ကိုင်နိုင်စွမ်းရှိနေကြပါတယ်။အစပီယူရဲ့လက်ဆက်လက်နာကိုစတင်တရီထားမိတာကမော်စကိုမြို့လေဘုံပေါက်ခွဲမှုတစ်ခုမှာပါသူတို့ရဲ့ပြစ်မှတ်ကတော့ ပူတင်ရဲ့ brain တနည်းအားဖြင့်ပူတင်ရဲ့အုံနောက်လိုရုရှားနိုင်ငံထဲမှာကောတက္ကမလုံးမှမှာတင်စားခေါ်ကြတယ်ရုရှားမျိုးသားရေးအစိုးရတွေးခေါ်ပညာရှင်အလက်ဇန္ဒားဒူကင်ပါသူဟာပူတင်ရဲ့ဆရာဖြစ်တာကြောင့်ပူတင်ရဲ့ကလင်မရင်နန်းတော်ကိုတက္ကမရှိဒါမရှိဝင်ရောက်နိုင်သူလည်းဖြစ်ပါတယ်မော်စကိုမြို့လေကရုရှားရိုးရာကားဆက်ယုံတစ်ခုကနေအလက်ဇန္ဒားဂူတင်အပြန်မှာသူပါတယ်လို့ယူဆရတဲ့ကားဟာလမ်းမပေါ်မှာပဲဘုံပေါက်ကွဲပြီးကားထဲပါလာသူတွေဆုံးသွားပါတယ်ဒါပေမဲ့ကားထဲပါလာသူဟာ လက်ဇန္ဒားဒူကင်မဟုတ်ပဲသူ့လိုပဲရုရှားအမျိုးသားရဲ့အစွန်းရောက်ဖြစ်သူသူ့ရဲ့သမီးဒိုင်ယာဒူကင်နာဖြစ်နေပါတယ်ဒီလောက်ကြံတက်ပြတ်မှုဟာယူကရိန်းထောက်လိုင်းရဲ့ SBU ကစီစဉ်တဲ့လောက်ကြံတက်ပြတ်မှုအဖြစ်ရုရှားဘက်ကအခိုင်အမာယုံကြည်သလိုလူသိရှင်များလည်းထုတ်ပြောခဲ့ကြပါတယ်တပ်တွေထောက်ရခိုင်ခိုင်မာမာမရှိတာကြောင့်ယူကရိန်းတွေကတော့ဒီဆူဆွဲချက်ကိုညှင်းဆိုပါတယ်ယူကရိန်းတို့ကတော့ရုရှားကက်ဘိနက်ထက်ကအကွဲပြဲတွေကြောင့်သူတို့အချင်းချင်းလောက်ကြံတက်ပြတ်မှုတွေမှာယူကရိန်းတို့ကိုဆွဆွဲတယ်လို့ရုရှားတို့ဘက်ကပြန်လည်းအပြစ်တင်ပါတယ် ယူကရိန်းတွေကအဲ့လိုညှင်းဆိုခဲ့ပေမဲ့ဒါကမ္ဘာလုံးကထောက်လှမ်းရေးကွန်ရက်တွေကတော့ဒါဟာဘသူရဲ့လက်ရှက်ဆိုတာမှန်ကြည့်လို့ရနေကြပါတယ်။ပူတင်ရဲ့ owner ဖြစ်တဲ့အလက်ဇန္ဒားဒူကင်လိုလူကိုရုရှားမှာဘယ်သူမှထိရဲသူမရှိပါဘူး။အလက်ဇန္ဒားဒူကင်မဟုတ်ပဲသူ့ရဲ့သမီးကိုလှုပ်ကြံတာဟာ SBU ကယူကရိန်းကိုရန်လိုနေတဲ့ရုရှားအမျိုးသားရဲ့အစွန်းရောက်အတိုင်းဝန်းတစ်ခုလုံးကိုတထေချသတိပေးလိုက်တာလို့ယူဆနေသူတွေလည်းရှိကြပါတယ်။ နောက်တစ်ယောက်ကတော့ရုရှားစစ်လော်ဘီဘန်ဒလန်ထစ်တော့စကီပါသူဟာယူကရိန်းနိုင်ငံဘက်ရုရှားတပ်ဦးပါရုရှားစစ်တပ်နဲ့ပူတင်အတွက်ဝါဒဖြန့်ပေးတာလော်ဘီလုပ်ပေးတာယူကရိန်းတွေကိုတပ်ဖြတ်တာဟာတရားမျှတကြောင်းနာဇီတွေကိုတိုက်ထုတ်တာနဲ့ခိုင်နိုင်ပြီးဝါဒဖြန့်လော်ဘီလုပ်ပေးနေသူပါရုရှားပြည်သူတွေကိုယူကရိန်းမွန်ဒီယေစိတ်တဲ့တွေစိုးစိုးဝါဖြစ်ပေါ်လာအောင်ဝါဒဖြန့်နေသူပါသူ့ရဲ့ဝါဒဖြန့်ရှိမှုတွေဟာရုရှားစစ်တပ်ပေါ်မှာလည်းအတော်လေးကိုလွှမ်းမိုးမှုရှိပါတယ်သူဟာစိန့်ပီတာစပတ်မြို့ထဲမှာပဲ ကာဘုံဝက်လောက်ကျန်တက်ဖြတ်ခံလိုက်ရပါတယ်။လော်ဘီဆယ်လီတယောက်ဖြစ်တဲ့ TikTok စကီလောက်ကျန်ခံရမှုဟာလဲရုရှားနိုင်ငံထဲမှာဟေးလေးတကြောကြောဖြစ်သွားခဲ့ပြန်ပါတယ်။သူကိုတက်ဖြတ်သူလို့တန်တရားရှိသူယူကရိန်းနိုင်ငံသားတယောက်ကိုဖမ်းဆီးခဲ့ပါတယ်။ဒီတက်ဖြတ်မှုရဲ့နောက်ွယ်မှာရုရှားနိုင်ငံအတွင်းကယူကရိန်းသဘုံတွေရှိတယ်လို့ရုရှားလက်ဘက်ကဆွဆွဲထားပြီးထိုးဖွဲ့တွေရဲ့နောက်ွယ်မှာကြိုးကင်နေတာကတော့ယူကရိန်းထောက်လှမ်ရေးအဖွဲ့ SBU ဖြစ်တယ်လို့ရုရှားလက်ဘက်ကအခိုင်အမာဆိုကြပါတယ်။ အာမင်စကယန်2014ခုနှစ်ယူကရိန်းနိုင်ငံကစ်မြို့မှာရုရှားလိုလာသူတမရဟောင်းပီတာယန်နူကိုဗစ်ကိုစတင်တဲ့ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းမှုရဲ့အဓိကလက်သက်ဖြစ်ခဲ့ပြီးယူကရိန်းထောက်လိုင်းအထူးတပ်ဖွဲ့ရဲ့အလို့ရှိဆုံးစည်းရင်းဝင်တူလေးဖြစ်ကြောင်းသိရပါတယ်။ငယ်ရွယ်စဉ်ကတည်းကအာမေးနီးယားကနေယူကရိန်းနိုင်ငံဒွန်းဘက်ကိုရွှေ့ပြောင်းလာသူကယန်ဟာရုရှားကျူးကျော်မှုကိုထောက်ခံယူတာမကအာမင်စကယန်ကိုယ်တိုင်ကလည်းယူကရိန်းရှေ့တန်းစစ်စင်ရေးတွေမှာပါဝင်ဖို့2022ခုနှစ်စက်တင်ဘာလမှာပဲ ်အာမေးနီးယားကျေးဇက်တိုင်အာဘက်ကိုဖွဲ့စည်းတည်ထောင်မှုဖြစ်ပါတယ်၂023ခုနှစ်ဇူလိုင်တရက်နေ့ကစပြီးထိုအဖွဲ့ဟာရုရှားကာဝေးဝန်ကြီးဌာနနဲ့စာချုပ်ချုပ်ဆိုကာယူကရိန်းစစ်ပွဲမှာကျေးဇက်တက်အနေနဲ့ရုရှားတွေဘက်ကဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်အာမင်စကာယန်ဟာမော်စကိုမြို့လူနေရပ်ကွက်ကသူ့ရဲ့လူနေတိုက်ခတ်မှာပဲယူကရိန်းထောင်လိုင်းအထူးတပ်ဖွဲ့ SBU အဖွဲ့တွေရဲ့ဘုံခွဲလုံခြံတပ်ဖြတ်မှုကိုခံလိုက်ရပါတယ်ဒီလုံခြံမှုကြောင့်စကာယန်တယောက်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ဆေးရုံမှာပဲတည်ဆုံသွားခဲ့ပါတယ် နောက်ဆက်တဲ့သတင်းတွေကိုရုရှားတို့ဘက်ကဆက်လက်ထုတ်ပြန်ခြင်းမရှိတော့ပါဘူး။သောကုဆေရ2022ခုနှစ်ကယူကရိန်းနိုင်ငံမာရီယူပိုမြို့သိမ်းတိုက်ပွဲမှာရုရှားလက်တပ်အုပ်မှုအဖြစ်အစွမ်းပြခဲ့သူပါသူရဲ့ထူးချွန်ပြောင်ပြောင်းတဲ့တိုက်ခိုက်မှုတွေကြောင့်ရုရှားသမ္မတပူတင်ရဲ့သူရဲကောင်းစုတစိတ်ရှင်းပြခံရပါတယ်ဒီလိုယူကရိန်းစစ်စင်ရေးတွေမှာထူးချွန်စွာတိုက်ပွဲဝင်ခဲ့သူတွေကိုအုပ်ချုပ်ရေးပိုင်းတွေမှာနေရာပေးဖို့အတွက်ဗလာဒီမာပူတင်ရဲ့ သူရဲကောင်းများအစီအစဉ်ရလေတက်ဘုံမှုကနေစာတာပရိုဘုံမျိုးရဲ့လက်ထောက်မျိုးတော်ဝင်ယာရုအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။နိုင်ငံအတွက်သူရဲကောင်းတယောက်အဖြစ်သမ္မတရှင်းမြင်ထားတဲ့မျိုးတော်ဝင်ယာရုနဲ့ဇာဥကုစိတ်ရဲ့လက်ကျန်ဘွားဟာအန်ဒီရဲ့ကင်းကင်းတတ်တောင်တတ်တာနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းလို့ရသွားပြီလို့ယူဆရပေမဲ့မာရီယူပူမျိုးကအကျွေးကိုပြန်ဆက်ဖို့ SBU ရဲ့လက်စားရှိရမယ့်စီရင်ထဲမှာတူပါနေပါတယ်။2025ခုနှစ်မေလ29ရက်နေ့မနက်အစောပိုင်းကစတာပရိုဘုံမျိုးဘုံပေါက်ကွဲမှုကြောင့် စတာပလိုဗိုမျိုးလက်ထောက်မျိုးတော်ဝင်လီတက်ဗိုမူအောင်စာအုပ်ကုစိတ်တည်ဆုံသွားခဲ့ကြောင်းရုရှားဆိုရသတင်းတွေမှာဖော်ပြလာကြပါတယ်ရုရှားအထူးဆောင်ဆိုင်အဖွဲ့ရဲ့အဆိုအရစတာပလိုဗိုမျိုးလည်းရှက်ကော့လမ်းမပဲလူနေတိုက်ခန်းအနီးမှာရပ်နေတဲ့စာအုပ်ကုစိတ်အနီးကိုလူတယောက်ရှင်းကပ်လာပြီးဘုံပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်ဒီပေါက်ကွဲမှုကြောင့်နှစ်ဦးစလုံးတည်ဆုံခဲ့ရတာဖြစ်ပြီးအထီးကန်ဘုံကွဲလောက်ချက်မှုဖြစ်နိုင်တယ်လို့ရုရှားသတင်းတွေကဖော်ပြကြပါတယ်နောက်ပိုင်းဒီအမှုနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရုရှားတို့ကဆက်လက်ထုတ်ပြန်လာခြင်းမရှိတော့ပါဘူး အန်ဒရီထိုကက်ရှော့ကိုလည်းမော်စကိုမြို့မှာယူကရိန်းထောက်လှမ်းအဖွဲ့ကကာပုံခွဲလောက်ကျန်တပ်ဖြတ်ခဲ့ပါတယ်။အန်ဒရီထိုကက်ရှော့နဲ့သူ့ရဲ့ဇနီးစီးလာတဲ့တိုဒါလန်ကူဇာအမျိုးသားကားဟာပါကင်ကနေအထွက်ရုတ်တရက်ပေါက်ကွဲသွားပြီးဒိုကူရှော့ရဲ့ရှောက်တွေပြတ်ထွက်သွားပါတယ်။သူ့ဇနီးကလည်းဒဏ်ရာပြင်းပြထန်ထန်ရပြီးဆေးရုံရောက်မှဇနီးမောင်နှံနှစ်ယောက်လုံးသေဆုံးသွားခဲ့ကြပါတယ်။တိုကိုကျောက်ကိုလောက်ကျန်မှုဟာ SBU ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ရုရှားစစ်ဘက်ထောက်လှမ်းရေး GRU ဆိုတာရုရှားစစ်တပ်ရဲ့အကြီးအကဲထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုပါ။ GRU ဟာ ရုရှားဖော်ရရှင်ရဲ့စစ်ဘက်ဆိုင်ရာထောက်လှမ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးရုရှားကကွယ်ရေးဝန်ကြီးဌာနရဲ့တိုက်ရိုက်ကူကဲမှုအောက်မှာရှိပါတယ်။ GRU ရဲ့အဓိကတာဝန်တွေကတော့နိုင်ငံတကာစစ်ဘက်ဆိုင်ရာသတင်းအချက်အလက်တွေကိုစုဆောင်းတာစစ်ဘက်ဆိုင်ရာလုပ်ငန်းတွေအတွက်ထောက်လှမ်းရေးလုပ်ငန်းတွေလှုပ်ဆောင်တာစစ်စင်ရေးဆိုင်ရာအကျိုးစီးပွားတွေကိုကာကွယ်တဲ့တာဝန်တွေကိုလှုပ်ဆောင်ပါတယ်။ GRU ဟာကမ္ဘာတဝန်းမှာလှုပ်ဝက်စွာလှုပ်ဆောင်နေတဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ထုတ်ကဆော့ကိုလှုပ်ကြံတဲ့တရားခံလို့ယူဆရသူကိုတူရကီနိုင်ငံမှာဖမ်းဆီးနိုင်ခဲ့ကြောင်းရုရှားတို့ကထုတ်ပြန်ပါတယ်။ ဒါပေမဲ့ဖမ်းဆီးရမိတဲ့တရားခံကရုရှားနိုင်ငံသားဖြစ်နေပါတယ်။ဖန်ကော့စကီးယားပင်လယ်နဲ့ရုရှားရေတပ်ရဲ့ရေရင်စုအမှန့်47ဒုံးကျည်တပ်မှရဲ့စေအုပ်စုချုပ်ဖြစ်ပါတယ်။သူရဲ့ကုကဲမှုအောက်ကနေပင်လယ်နဲ့တစ်ဖက်သွာလာလှုပ်ရှားနေတဲ့ရုရှားရေတပ်တင်းမောတွေဟာယူကရိန်းမျိုးကြီးတွေကိုပယ်ထိန်ဒုံးကျည်အမြောက်များနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့တာကြောင့်ယူကရိန်းရဲ့သားပြည်သူအများပြားတေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေရဲ့အဓိကလက်သေးဟာပင်လယ်နယ်ထဲကရစ်တက်အုပ်ကိုကုတ်ခဲ့ရတဲ့ရစ်တက်အုပ်မှုဖရန်ကော့စကီပါစစ်ရာဇဝတ်အသားဖြင့်သတ်မှတ်ပြီးလက်တုံပြန်ရမစင်းထဲမှာမှတ်သားထားပါတယ်။ခရိုင်းမီးယားကရုရှားထိန်းချုပ်ထားတဲ့စိတ်ကမ်းမျိုးဆက်ဗစ်တော်ဘိုမျိုးမှာဘုံခွဲတိုက်ခိုက်မှုကြောင့်ယူကရိန်းရဲ့သားပြည်သူအများပြားကိုတတ်ပြတ်ခဲ့တဲ့ဖရန်ကော့စကီကိုရှင်းလင်းနိုင်လိုက်ကြောင်းယူကရိန်းထောက်လှမ်းရေးဘက်ကထုတ်ပြန်ကြေညာပါတယ်။ရုရှားမီဒီယာတွေရဲ့ဖော်ပြချက်အရပောက်ကွဲမှုကြောင့်ဖရန်ကော့စကီရဲ့ခြေထောက်တွေပြတ်ထွက်သွားပြီး သူထွက်လွန်ကတည်ဆုံသွားခဲ့ကြောင်းဖော်ပြခဲ့ကြပါတယ်။ဖရန်ကော့စကီးယားယူကရိန်းထောက်လိုင်းအဖွဲ့ရဲ့တပတ်ခန့်အကြာစောင့်ကြည့်တာကိုခံခဲ့ရပြီးအိမ်တွင်းလုံးဖောက်ခွဲပစ္စည်းတွေကိုအုံပြူထားတဲ့ဘုံနဲ့အဝေးကနေဖောက်ခွဲလုံးကြံတက်ပြက်ခံလိုက်ရတာလို့ဆိုပါတယ်။ဒူရီယာပိုဂျိုဂျီအီကောကီရီလောအစမှာကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်တဲ့ရုရှားတို့ရဲ့ဇီဝဗေဒနဲ့ဓာတုဗေဒလက်နက်ဆိုင်ရာအကြီးကဲဒူရီယာပိုဂျိုဂျီကီရီလောကိုတက်ဖြတ်နိုင်ခဲ့မှုဟာလဲ SBU ရဲ့ကြီးမားတဲ့အောင်ပွဲနဲ့လက်စားချေမှုဖြစ်ပါတယ်။ကီရီလိုဟာယူကရိန်းပေါ်လွန်သဘောထားတင်းမာသူဖြစ်ပြီးယူကရိန်းတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ဖို့လှုံ့ဆော်နေသူဖြစ်တယ်လို့သူကိုယ်တိုင်လည်းယူကရိန်းစစ်မြေပြင်မှာဓာတ်ရုပ်လက်နက်သုံးတိုက်ခိုက်မှုတွေရဲ့အဓိကကြိုးကန်စေခိုင်းသူအဖြစ်ယူကရိန်းထောက်လှမ်းရေးကမှတ်ယူခံထားရသူပါဒုတိယဗိုလ်ချုပ်ကြီးကီရီလိုဟာဓာတ်ရုပ်ဗေဒလက်နက်အသုံးပြုမှုတိုက်ခိုက်မှုတွေကိုကိုယ်တိုင်ကြီးချက်ကိုကဲခဲ့တဲ့အပြင်ဓာတ်ရုပ်ဗေဒလက်နက်နဲ့ပတ်သက်တဲ့ဝါဒပြန့်ရှီမှုတွေကိုလည်းရုရှားနိုင်ငံအတွင်းမှာကြီးကြပ်ပြုလုပ်ခဲ့တာကြောင့်သူ့ကိုတစ်ကမ္ဘာလုံးကသိကြပါဗျာ ယူကရိန်းနိုင်ငံထဲမှာအမေရိကန်ကဒါလုလက်နက်တွေထုတ်လုပ်နေပြီးရုရှားကိုတိုက်ခိုက်တော့မယ်ဆိုတာမျိုးယူကရိန်းတို့ရဲ့တံမြန်ထိုးစစ်ဖြစ်တဲ့ကတ်ဒေတာထိုးစစ်ရဲ့ကြီးမန်းချက်ဟာကတ်ဒေတာမှာရှိတဲ့နျူကလ িয়ার တပ်အားပေးဆက်ယုံကိုတင်ပိုက်ဖျက်ဆီးဖို့ဖြစ်ပြီးရုရှားနိုင်ငံအတွင်းနျူကလ িয়ার တပ်ရောင်ကြီးတင်အောင်ပြုလုပ်လိုက်မယ်ဆိုတာမျိုးတွေနဲ့အချက်လက်ထောက်ထားမယ်ဆိုတာပြောဆိုပြီးရုရှားနိုင်ငံသားတွေကိုယူကရိန်းမုန်းတီးရေးစိတ်ဓာတ်တွေပြင်းထန်လာအောင်အမြဲလုံဆောင်နေသူဖြစ်လို့ရုရှားမှာသာမကကမ္ဘာမှာပါကီရီလော့ကိုလူသိများပါတယ်လောက်ကျန်တက်ဖြတ်ခြင်းမပြုမီတရက်အလိုကလေးကယူကရိန်းအစိုးရရှေ့နေတွေက ကီရီလော့ကိုယူကရိန်းမှာတားမြစ်လက်နက်တွေအသုံးပြုမှုနဲ့မျက်ကွယ်မှာတရားစွဲဆိုခဲ့ပါတယ်။သူ့ကိုယူကရိန်းထောက်လိုင်း SBU ကလည်းဒီလောက်ကြံမှုမတိုင်ခင်ကတည်းကယူကရိန်းအရှေ့ဘက်နဲ့တောင်ပိုင်းစစ်မြေနာတွေမှာအ धिक တာဝန်ရှိသူအနေနဲ့မျက်ကွယ်မှာတည်တံစီရင်ခဲ့ပြီးတရားဝင်ပြစ်မှတ်ဖြစ်သတ်မှတ်ခဲ့ကြောင်း SBU ကယူကရိန်းမီဒီယာတခုကိုပြောကြားခဲ့ပါတယ်။ဒီစီရင်ချက်ကိုအကောင့်ထဲပေါ်သူတွေကတော့ရုရှားနိုင်ငံကယူကရိန်းထောက်လိုင်း SBU အေဂျင့်တွေပါ။ SBU ကပြစ်မှတ်ကိုအောင်အောင်မြင်မြင်တုတ်တင်ခဲ့ပြီးနောက်ရုရှားထောက်လိုင်း FSB အေဂျင့်တွေပြန်ဖမ်းမိတာကတော့ ယူကရိန်းထောက်လိုင်း SBU အေဂျင့်တွေမဟုတ်ပဲရုရှားနိုင်ငံသားဥပကစ္စတန်လူမျိုးတဦးဖြစ်နေပါတယ်အဆိုပါဥပကစ္စတန်လူမျိုးရုရှားနိုင်ငံသားဟာယူကရိန်းထောက်လိုင်းကြီးကစုငွေအမေရိကန်ဒေါ်လာ3သိန်းနဲ့ဥရောပမှာအရှေချနေထိုင်ခွင့်ရအောင်လုပ်ပေးမယ်ဆိုပြီးစီးယုံခဲ့တာကြောင့်ဘုံတက်စင်တဲ့စကူတာကိုဗိုလ်ချုပ်ကြီးကီရီယောလာမဲလမ်းမှာခြားထားခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်ရုရှားနိုင်ငံရဲ့အစိမ့်မြင့်ဆုံးပုံကိုတဦးလုံခြံခံရပေမဲ့ဒီမှုဟာဒီမှာပဲလမ်းဆုံးသွားပါတယ်ဒါပေမဲ့ဒီလုံခြံမှုဟာယူကရိန်းတို့လက်ချက်ဖြစ်ကြောင်း ရုရှားတို့ဘက်ကအခိုင်အမာပြောဆိုပါတယ်။ယူကရိန်းတို့ကတော့ရုရှားနိုင်ငံထဲမှာလှုပ်ကြံတပ်ဖြတ်မှုတွေမှာသူတို့ကိုတရားခံစာလွှဲချတဲ့ကြောင်းပြောင်းပဲပြန်ညင်းခဲ့ပါတယ်။ရုရှားဘုချုပ်ယာယူစကက်မော့ကလည်းယူကရိန်းထောက်လှမ်းရေးအထူးဝ SBU ရဲ့လှုပ်ကြံတပ်ဖြတ်မှုတွေထဲမှာအစ်စ်မြင့်တို့ရုရှားဘုချုပ်တယောက်ဖြစ်ပါတယ်။ရုရှားသမ္မတပူတင်ကိုယ်တိုင်အကူအထားပြုရတဲ့ဘုချုပ်မော့ကလည်းအသက်59နှစ်ဟာရုရှားတပ်မတော်စစ်ဦးစီးချုပ် အဓိကညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ဒုတိယအကြီးဆုံးယာရုကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။၎င်းနေထိုင်ရာတိုက်ခန်းအနီးလမ်းလျှောက်လာစဉ်လမ်းမမှရထားတဲ့ Ford Recon ကားနာအရောက်ပောက်ကွဲစီနိုင်တဲ့ရန်900ဂရမ်ပါဖောက်ခွဲပစ္စည်းတွေနဲ့ကြီးစံနေပါဖြည့်ထားတဲ့ဘုံတလုံးကိုအဝေးထင်းခလုံးနဲ့ဘုံခွဲလောက်ကျန်တက်ဖြတ်တာကိုခံလိုက်ရပါတယ်။လောက်ကျန်သူဟာတူတကီနိုင်ငံကိုထွက်ပြေးလွတ်မြောက်သွားပြီးယူကရိန်းနိုင်ငံဆူမီဒေတာသာအစ်ကနက်ကူစင်ဆိုသူဖြစ်ခါမော်ကာလစ်နေထိုင်တဲ့တိုက်တန်းမှာပဲနေထိုင်သူဖြစ်ပြီး ဖောက်ခွဲခဲ့တဲ့ကားဟာလည်း၎င်းပိုင်ဆိုင်တဲ့ကားဖြစ်တယ်လို့ရုရှားထောက်လိုင်းဘက်ကထုတ်ပြန်ပါတယ်။ထပ်ပေါ်ပြပါလုံးကြံတက်ဖြတ်ခံခဲ့ရတဲ့ရုရှားအရာရှိကြီးငယ်တွေဟာရုရှားတို့ရဲ့မြို့တော်မော်စကိုအပါအဝင်ရုရှားနိုင်ငံအထက်ထိယူကရိန်းထောက်လိုင်းအထူးဖွဲ့ SBU အေဂျင့်တွေကလှုပ်ရှားလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ယူကရိန်းရုရှားရှေ့တန်းစစ်မြေနာပြင်မှာကြီးကြပ်ကုခဲ့ရတဲ့ရုရှားဖော်ချုပ်တွေဟာလည်းယူကရိန်းထောက်လိုင်းရေးတွေရဲ့တိကျတဲ့သတင်းပေးမှုတွေနဲ့ ယူကရိန်းဒုံးကြီးတပ်ဖွဲ့တွေဒုံးတပ်ဖွဲ့တွေလေကြောင်းနဲ့ပြစ်ခတ်ရှေမုံမှုတွေကြောင့်ရုရှားဗိုလ်ချုပ်အများပြားဟာရှေ့တန်းကုတ်ကဲရေးစခန်းတွေမှာတည်ဆုံခဲ့ကြပါတယ်။ယူကရိန်းထောက်လှမ်းရေးတွေဟာအယူဆွဲပြင်းထန်ပြီးစစ်ရာဇဝဲမှုကျူးလွန်တဲ့ရုရှားအရာရှိတွေကိုမှတ်သားထားကာရုရှားနိုင်ငံနဲ့ထိလိုက်လံအမဲလိုက်နေကြပါတယ်။ SBU ရဲ့လုံခြုံတပ်ဖြတ်မှုကြောင့်ရုရှားနိုင်ငံထဲမှာပဲမထေမရှားတည်ဆုံသွားကြတဲ့အရှားသောရုရှားစစ်ဘက်အရာရှိကြီးငယ်ဒါဇင်နဲ့ချီရှိနေပါပြီ။ယူကရိန်းကိုနေ့စဉ်တိုက်ခိုက်တဲ့ရုရှားတို့ရဲ့အရေးအတွက်နိုင်ငံသားရှိတဲ့မာဗျူအမျိုးဘုံကျဲလေရင်တွေကို FPV ဒုံးတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့နမ်မီဂျော့စ် Operation Spider Web အပြီးမှာယူကရိန်းသမ္မတဇာလန်စကီးကစစ်ပွဲပြီးဆုံးဖို့ဆိုရင်မိသည့်အရာမဆိုလုပ်မယ်လို့ကြုံးဝါထားတာကြောင့်ယူကရိန်းတို့ရုရှားနဲ့ဝင်ပြီးအမဲလိုက်နေတဲ့တားကောင်ဟာမိသူမဆိုဖြစ်နိုင်ကြောင်းတွေ့ဝိုက်သတိပေးလိုက်တာလည်းဖြစ်နိုင်ပါတယ်။ကမ္ဘာပေါ်မှာနမ်မီဂျော့ထောက်လိုင်းရေးအေဂျင်စီတွေဖြစ်တဲ့ CIA, MI5, Mossad, FSB တို့နဲ့အပြိုင်နောက်တဲ့အစွမ်းထက်တဲ့ထောက်လိုင်းအဖွဲ့ကြီးတခုပေါ်လာပြီးဆိုတာကိုယူကရိန်းထောက်လိုင်းအဖွဲ့ SBU က လောက်ရတဲ့နဲ့တက်သေးပြနေပါတော့တယ်ခင်ဗျာ။